ောသားကြီးပါဘုံကျောက်ကဖာလို့ပါလေဖာလို့ပါလေဟမ်အဲ့လေဒီကဲမှာကြီးပါလာပြီတော့ဒီနေ့တော့စိတ်ဆိုးပါဘောသူရာသူလည်းလိုချင်ပါဘော iPhone လို့ဒီက Samsung သူရာလည်းတနာပါကြီးကြီးပါကြီးရတော့သူလည်းပောက်ခွဲလိုက်ရတာဘောသူများကြီးမှာမိုက်သွားကြုံပြီးတော့ကြိုးစားခဲ့သူများကျုံ့လို့မတော်လေးတတ်တတ်တိတ်ကချနေဒီကတော့အားကြတယ်ဗျာပြီးတော့ကွန်မြတ်ကိုကြောင်းလေးစားပါတယ် ီးတော့ဘယ်လိုအပေါ်ကဒီကားမှာဆိုလဲအရန်အားဆိုင်ထားတယ်အရန်အားဆိုင်ထားတဲ့အဖြစ်မှာတကယ်စင်းပေါ်မတိုင်ခင်မှာကိုကသူ့ရဲ့ပုံစံဝါးစားလေးလုံးဝအဲ့တကယ်အလုံးလုံးနေတဲ့သူတယောက်လိုပဲစီမံမှာလုံးလုံးနေတဲ့သူတယောက်လိုပဲသူကလုံးဝပုံမြပေါ်နေရပေါ်နေဆိုတကယ်တမ်းလဲသူတို့အမိုက်ပုံတွေမှာသွားရရတဲ့အချိန်မှာမလွယ်ပါဘူးတကယ်မလွယ်ဘူးနေပူရတဲ့နေရခေါင်းပေါ်တက်တက်ကြီးမှာဒီအမိုက်ပုံအနန်းတက်တည်နဲ့ တော့ခြေတော့ကပူတာနဲ့ဆိုတော့အရန်ခက်ခဲပါတယ်သူအကိုလည်းတအားယူကြူတာတော့ပါတယ်ဟုတ်စီမံမှာအမိုက်သိမ့်နေတဲ့ဖိုးထောင်ဆိုတဲ့ကောင်အကိုတော်ကတော့ရှက်နေကြတာပေါ့ဟုတ်လားဟုတ်တယ်လေညီမလေးအကွာလမ်းမေးမှာအမိုက်သိမ့်နေစီမံဝင်နေဆိုတာတော့သူတို့သိသွားလို့ရှင်ညီမလေးဘယ်တော့မှသိခါကြတယ်ကိုရအောင်မတွေ့မိဘူး ီစာထဲမှာကျွန်တော် character နာမည်ကသူရပါသူရဖြစ်ဖြစ်ဆိုတာပါခင်ဗျာဖက်ဆိုးဆိုးသူရပေါ့အဲကျွန်တော်ဇက်ကိုဖတ်လိုက်တဲ့အချိန်မှာအဲငယ်ရမယ်ပြီးတော့ဆိုးရမယ်ဆိုတော့အဲအဲ့လိုဖြစ်ဖို့အတွက်ကျွန်တော်အတွေးထဲမှာပေါ်လာတာတော့လူငယ်တွေခုခေတ်ဆိုလဲ7နှစ်လဲကောက်နေကြတာလေ နောက်ပြီးတော့ခက်ဆူးဆူးလေးလည်းဖြစ်တယ်ဆိုတဲ့အကြောင်းကြစ်ကန်ကန်လေးဖြစ်အောင်လို့ကျွန်တော်ပုံစံဒီလိုတတ်တတ်ရဲရဲမဟုတ်တော့ပဲဇဝင်လေးကောက်ပြီးတော့အသားကြီးမဲချပြီးတော့ဒီလိုဖန်တီးထားတာပေါ့ခင်ဗျာဟုတ်အကြီးကအနီးကပ်သွားပြီးလေ့လာကြရမလို့တော့ကျွန်တော်တို့လမ်းမှာလည်းမြင်နေရတာမြင်မြင်ရပါတယ်ပေါ့နော်ဆိုတော့အဓိကတော့ကျွန်တော်တို့ကဇက်ကောင်ဖမ်းဖို့အတွက်ကိုကိုကိုဘယ်လိုဖန်တီးမလဲပေါ့နော်အဲ့ဒါကိုအနီးဆက်ဆုံးတော့ တူအောင်လို့ကျွန်တော်တို့ဒီလိုကျွန်တော်ဆိုရင်တော်တော်ဒီဒူရာကာရိုက်တာတော့ကိုဖတ်ဖတ်ကတော့မောင်းဆောင်နေပြီးတော့ကြိုးစားပြီးတော့ဖန်ကြီးခဲ့ရတာပေါ့ပြီးတော့စိတ်ပိုင်းဆိုင်ရာမှာလည်းထုံနီလကောက်မယ်ကျွန်တော်လည်းအကူရှိရယ်ဒါပေမဲ့ဒူရာကလည်းအကူပေါ်မှာအရန်ဆိုးရတယ်ကျွန်တော်ကတော့အပြင်ကကျွန်တော်ရဲ့အကူပေါ်မှာစကားချင်းချင်းတော့အခုချိန်ထိမပြောခဲ့ဘူးပေါ့နော်ဒါပေမဲ့ဇလန်းထဲမှာတော့ကျွန်တော်နဲ့ဆန့်ကျင်ဘက်ကာရိုက်တာတစ်ခုကိုကျွန်တော်ဖန်ကြီးရတာဖြစ်ပါတယ်ဟုတ်ပါ ကျွန်တော်အဲ့လိုငြိမ်နေလို့မြင်ရတာကိုမြင်ကြတာကိုကျွန်တော်ကအဲတိတ်ပြီးတော့ဘလို့အားမရဘူးပေါ့ဗျာကျွန်တော်တခြား character အနေနဲ့လည်းဖန်တီးလို့ရပါတယ်ဆိုတာကိုအလုပ်တွေအကျန်းတွေအရိုင်းတွေအဆိုင်တွေအဲ့လိုလုပ်လို့ရတယ်ဆိုတာကိုအဲဒီကားလေးမှာမြင်တွေ့ရမှာပေါ့ဗျာဟုတ်ကျွန်တော်ကအဲ့ဒီအချိန်မှာဘာဖြစ်နေရလဲဆိုတော့ကျွန်တော်ရဲ့အကြီးမားဆုံးပြဿနာဒီကိုပိုးတောင်ကိုမြင့်မြတ်ကိုသွားသနာနေရတာ ျွန်တော်အရင်တနာနဲ့တနာမိနေဘာလို့လဲဆိုတော့ကျွန်တော်အပြင်မှာလဲကျွန်တော်အကူပေါ်မှာကျွန်တော်ကတခါမှလို့မရိုင်းဆိုင်ဘူးဆိုတော့ဒီကိုယ့်ရဲ့အကူပေါ်မှာအရင်ရိုင်းဆိုင်ရမှာဖြစ်တယ်သွားပြီးတနာမိနေတာဒါပေမဲ့အဲ့ဒါကိုချိုးဖြတ်ပြီးတော့အဲကျွန်တော်ရိုင်းမှကျွန်တော်ဆိုးမှဒါခွင့်ပြုကိုလည်းဒါပြိဿတွေကဝိုင်းပြီးတော့တနာကြမှာဖြစ်တဲ့အတွက်ကြောင့်ဒါဇက်ရကျွန်တော်ကဒါကို အဲ့ဒါတွေအားလုံးကိုယ့်ရဲ့ပင်ကိုယ်စိတ်ကိုမြှောက်ပြီးတော့လာအောင်စူစူခဲ့ရပါဗျာဟုတ်ပါဘူးအော်ကီးဘတ်ဟုတ်လို့အဲ့လေဒီခေတ်မှာကီးဘတ်လာပြီးတော့ဒီနေ့တော့စိတ်ဆိုးပါဘူးသူရာသူလည်းလိုချင်ပါဘူး iPhone လို့ဒီက Samsung သူရာလည်းတနာပါကြီးကီးဘတ်ကြီးရတော့သူလည်းပောက်ခွဲလိုက်ရတာပေါ့ဟဲဆိုင်ကဟဲဆိုင်ကတော့ကျွန်တော်မဟုတ်တော့ဘူးလေတချို့ကမတ်တော်မမှတ်မိဘူးအာဒီကားရိုက်မယ်ဆိုတော့ အဲကျွန်တော်ပြောင်းမယ်ပေါ့ပြောင်းမယ်ဆိုတော့ကျွန်တော်စပင်းပုံစံလေးကိုလည်းပြောင်းထားတယ်ပြီးတော့အဝိစာ main ကအဝိစာပဲဒါဟိုဒီအဝိစာဘိုင်းနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ကဒါဘေဒုတ်ပေါ့နော်ဒါအဟောင်းအဝိအဟောင်းပြန်ရောင်းတဲ့ဆိုင်မှာအဲမတုံတော့တဲ့ reject အထည်တွေပေါ့နော်ရောင်းလို့မရတဲ့အထည်မျိုးတွေကိုမှနွမ်းနေတာတွေသွားရှာပြီးတော့ဒါဝစ်ထားတာပေါ့ဟိုဝစ်ထားပါတယ်ဒီအရေးပြီးတော့ ကျွန်တော်ရဲ့စပင်ပုံစံရဲ့အဲကျွန်တော်အသားတွေမဲထားတာရယ်ဆိုတော့ဒီ character လေးနဲ့သွားပြီးတော့အဲအဆက်မယ်လို့ထင်ပါတယ်ဗျာဟုတ်ကျွန်တော်ရဲ့ဟိုဟင်းစီပေါ့နော်ဟိုဟင်းစီရဲ့ဒါဟိုရှိမိတ်ဆွေရှိနေတော့အကိုကအကိုအကိုကျွန်တော်အကိုစီရဲ့မြင်လိုက်တာတော့အကိုက သူကတော့သူသူရောင်းတာတွေတော့မိုက်စားတွေဗျာတည်ရမှာသူ jacket တွေပါတယ်ဟာဂျင်းတွေသူကမိုက်စားတွေရောင်းတယ်ဒါပေမဲ့အကိုလို့အကိုစီမှာလို့အဲ့လိုအကိုမရောင်းလို့မရတဲ့ reject တွေတွေဟောင်းနေရရှိတာအာရှိရဲအဲ့ဒါဆိုလာခဲ့ဆိုရင်ကျွန်တော်သူ့ရဲ့ဒီကိုတော်ဝန်ထဲမှာသွားပြီးတော့ ရှာပြီးတော့အပွားလည်းအများကြီးကူညီပေးပါတယ်။ကိုင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့အားနေပြီးတော့ဆိုတော့အဲ့ရန်နေပြီးတော့အပန်တော့ရှာအင်ဂျီတွေရောဒါဘောင်းမီတွေရောအလွယ်အေးတွေရောအဲ့လိုအစုံပေါ့နော်အဲ့မှာအာကျွန်တော်ဒါဒါသူကသူကနည်းနည်းလန်းလန်းလေးပြီးတော့ကိုမဟုတ်ဘူးဒါနည်းနည်းလေးတင့်နေတဲ့အစုံပဲပြီးအဲ့လိုမျိုးအဲ့အဲ့လိုအဲ့လိုမျိုးလေးသွားတာပေါ့ဗျာဟုတ်အဓိကတော့အားကြတယ်ဗျာပြီးတော့ကွန်မြတ်ကိုကျွန်တော်လေးစားပါတယ် ီးတော့အဲ့လိုအပေါ်ကဒီကားမှဆိုလေအရန်အားဆိုင်ထားတယ်အရန်အားဆိုင်ထားတဲ့အပြင်မှာတကယ်စင်းပေါ်မတိုင်ခင်မှာကိုကသူ့ရဲ့ပုံစံဝါးစားလေးတော့အဲ့တကယ်အလုံးလုံးနေတဲ့သူတယောက်လိုပဲစီမံမှာလုံးလုံးနေတဲ့သူတယောက်လိုပဲသူကတော့ပုံမြပေါ်နေရပေါ်နေဆိုတော့တကယ်တမ်းလဲသူတို့အမိုက်ပုံတွေမှာသွားရရတဲ့အချိန်မှာမလွယ်ပါဘူးတကယ်မလွယ်ဘူးနေပူရတဲ့နေရခေါင်းပေါ်တက်တက်ကြီးမှာဒီအမိုက်ပုံအနန်းတက်တည်နဲ့ တော့ခြေတော့ကပူလာနေဆိုတော့အရန်ခက်ခဲပါတယ်သူအကိုလည်းတအားယူကြည့်တာပါတယ်တော့အမှန်တော့လေလူတွေကအဒီလုတ်ကိုနေကြတဲ့လုတ်လို့ထင်ကြတယ်အမှန်တော့ဒီလုတ်ကနေကြတဲ့လုတ်မဟုတ်ပါဘူးကျွန်တော်တို့ဟိုတကယ်တမ်းကောင်းတဲ့ရှုတော့ကတွေးမယ်ဆိုလို့တွေးမယ်ဆိုလို့ရှင်ဒါမြင့်မြတ်တဲ့လုတ်ပါဘသူဘသူကမှ ကိုတော်မှ ကိုယ့်ရဲ့အညစ်အကြေးတွေအားလုံးကို ကိုကိုတိုင်းတော့ဗျာသွားပြီးတော့ဟိုအမိုက်ပုံကြီးသွားပြီးမလွတ်ပြစ်နိုင်တဲ့ဆိုတော့သူတို့တွေအားလုံးကကိုယ့်ရဲ့ညစ်ကြေးတွေကိုလာသေးပြီးတော့တာဝန်ယူပြီးတော့ဒီညစ်ကြေးတွေအတွက်ဖြေရှင်းပေးနေရတော့ကြောင့်ဒီလူတွေဒီသူများမလုံချင်တဲ့အလုပ်ကိုလုပ်နေရတော့ကြောင့်ဒီလူတွေကဒါအမျက်ပါတယ်ဗျာဆိုတော့ကျေးဇူးလည်းအများကြီးတင်ပါတယ်ပြီးဒီကားလေးဒီမြေစာကားလေးကလည်းကျွန်တော်တို့ဒီလုပ်နေတဲ့စီရင်လုပ်သားတွေအပေါ်မှာဒါကျေးဇူးတုတ်ပြန်တဲ့အနေနဲ့ပြီးတော့ဟိုကျွန်တော်တို့ ဒီလူတွေရဲ့တကယ်ဘဝတွေကိုပေါ့နော်စာနာတဲ့အနေနဲ့ပြိတ္တကိုပြကျင်တဲ့သဘောနဲ့ဒီမိစာကားလေးဖြစ်လာတယ်ပါဗျာဟုတ်ဒါကတော့အရင်တုန်းကတော့မစာနာတာမဟုတ်ပါဘူးအရင်တုန်းကလည်းစာနာပါတယ်အဟိုးအရင်တုန်းကဆိုလို့ရှိရင်ကျွန်တော်တို့ pure donor ဆိုတဲ့ ဒါကိုလင်းမြက်ပေါ့နော်ဒီတော်နာတဲ့ဒါ donation group ရှိပါတယ်အဲ့ group နဲ့လည်းအဲကျွန်တော်တို့လွန်ခဲ့တဲ့နှစ်တော်နဲ့နဲ့ကြာပြီကအဲတာဂီတာမျိုးနယ်မှာရှိရဲ့စီပင်ဝန်ထမ်းတွေကိုတွားပြီးရောအဲလုပ်ပေးမှုပါတယ်ဆိုတော့အဲ့အဲ့တုန်းလည်းကတော့တကယ်စီပင်ဝန်ထမ်းတွေရဲ့ဘဝတွေကိုကိုရီးယားတကယ်စာနာခဲ့ပြီးသားပါဒါပေမဲ့တချို့အဲအဲ့လိုဟိုဘယ်လိုပြောရမလဲအဲ့ဒါ ဒီဘဝကိုမြင်တောင်လို့ကျွန်တော်တို့ကခြားပြခြင်းဖြစ်ပါတယ်ခင်ဗျာ ပြီးတော့အရန်တရဖို့ပေါ့ပါတယ်တကယ်စီမင်းဝန်ထမ်းတွေဆိုတာလေမနဲ့ဆိုရယ် sorry ထားပါတယ်တို့တွေဘေးနာရီလောက်ဆိုကျွန်တော်တို့ထားပါတော့ကျွန်တော်တို့ဗျာ club ကနေပျော်ပါပြီးပြန်နေတဲ့အချိန်မှာတို့ကကိုယ်ကနေစပြီးတော့အလုံးလုံးနေရပြီးတော့ညအထိဗျာတို့လှုပ်ချိန်တွေဘယ်လိုခွဲထားလဲတော့မသိဘူးဗျာတနေ့ကကျွန်တော်တို့အဲသုံးဆောင်ပြီးရအညစ်ကြေးတွေအားလုံးတို့တွေကအညကြောက်လည်းပြန်ပြီးတော့တင်းဆဲရတယ် ြော့ကားကြီးနဲ့နေဘူးဒီထဲမှာသူတို့သွားပြီးလှုပ်လှုပ်ရတဲ့အတွက်ကြောင့်ဒီလူတွေရဲ့ဘဝကိုကျွန်တော်တို့အနေနဲ့လည်းမြင့်တင်ပေးဖို့လိုပါတယ်ဒီလူတွေကအရင်ကျေးဇူးတင်တိုင်းတဲ့လူတွေပါလို့ပြောချင်ပါတယ်ခင်ဗျာဒီမြေစာကားလေးကပိုစတာနဲ့တင်ကိုတော်တော်ပေါက်နေရပါတော့เนาะဒါကိုမြင့်မြတ်ကားပေါ်မှာထိုင်ပြီးတော့တတပြည့်စီးရတတ်နေတယ်ပေါက်နေတာတော့အဓိကကျတော့အဲဟို အဲ့ပုံကလည်းဒါနေလောင်ထားတဲ့လူတယောက်ပေါ့နော်လူတိုင်းတော့အဲ့လိုဖြစ်မနေပါဘူးကိုဖိုးတော်ကဖြစ်နေရပါဘူးကိုဖိုးတော်ကဒါနေလောင်ထားတဲ့ဘဝမှာစဉ္စဉ်တန်းတန်းသူကြောက်တယ်မဟုတ်လေသူ့ရဲ့မောင်မောင်နှမတွေကိုလည်းသူကကြားရတာဒါကြမ်းတမ်းတဲ့ဟာကိုရကျင်တဲ့အတွက်ကြောင့်ဒီလိုဖြစ်သွားတာပါဆိုတော့ပိုစတာမှာလည်းလူတွေစိတ်ဝင်စားကြတယ်ဒါထရီလာဆိုတော့လုံးဝအခုဆိုရင် တော်တော်မီလီယံတွေပါတယ်ချီပြီးတော့တရက်ထဲ24နာရီတွင်းပါတယ်မီလီယံချီပြီးတော့ အားပေးကြတဲ့ပရိသတ်တွေအားလုံးလည်းကျေးဇူးများကြီးတင်ပါတယ်ပြီးတော့ trailer မဟုတ်ရုံထဲကိုလာပြီးတော့ညီတာကားလေးကိုကြည့်ကြည့်ပါဆိုအရန်ကိုဟတ်ထီတော်မယ်အရာတွေအများကြီးပါပါဟတ်ထီအောင်လဲကျွန်တော်တို့ကကိုပြင်းပြအပေါ်မှာတအားကိုရိုင်းဆိုင်ပြီးထားပါတယ်ကျွန်တော်တို့ကမိသားကားမှာတစ်ဖက်မှာကတော့ဒါ CP ဝန်ထမ်းတွေရဲ့ဘဝကိုမြင်တွေ့ရမယ်နောက်တစ်ဖက်မှာကျတော့ဒါမောင်နှမတွေရဲ့ဒါ ဇက်ကိုတွေးရမယ်ပေါ့နော်အဲတကယ်တမ်းအကိုကြီးအဖအရာအနေနဲ့တာဝန်ကြီးတဲ့အကိုပေါ်မှာ ကျွန်တော်တို့တွေကစိုးသွမ်းတာပေါ့နော်အဲဘာကြောက်စိုးတာလဲလို့ဘာကြောက်လဲဆိုတော့ဒါရှင်မှာလာကြည့်ပေးပါဆိုအဲ့ character မှာလဲကျွန်တော်တို့ကအင်မတန်အင်မတန်မှစိုးသွမ်းပေးတာပါတယ်ပြီးတော့မောင်နှမတွေရဲ့ချစ်ချင်းမြတ်တာတွေလည်းတွေ့မြင်ရပါပါပြီးတော့အနစ်နာခံမှုတွေလည်းကျွန်တော်တို့တွေ့မြင်ရပါပါအဲအရာအလုံးဆွတ်လုပ်ပြီးတော့ ပြင်မှာလည်းကျွန်တော်တွေ့အာအတက်တိုက်ဆိုင်ဆိုင်ကျွန်တော်ဟိုတနေ့ကတွေ့လိုက်တာ AGPD ညီမလေးတယောက်ကသူ့ရဲ့မောင်နှမလေးတွေကိုသူရှာကြွေးနေရတယ်။အာကျွန်တော်အဲ့ရကြီးကျွန်တော်ပြောနေမှာစက်သိတွေထားလာမှကြီးရော။အဲ့ဒါကြည့်ပြီးတော့အာအဲ့ချိန်မှာအာကျွန်တော်တို့ကအဲ့ချိန်မှာလည်းတက်တိုက်ဆိုင်ကျွန်တော်တို့ကလည်းအခုလာနေရဆိုတဲ့အချိန်ကျတော့ Oh my god တကယ်ကြီးအပြင်နေမှာတကယ်ရှိနေတယ်ဒါလည်းတကယ်အပြင်မှာရှိရဲ့ဇက်ကိုပဲကိုးသားပြီးတော့ကျွန်တော်မြေသားလည်းဖန်တီးထားတာဆိုတော့ အဲ့ချိန်မှာအော်လို့ကိုရီးယားတော့တရုတ်ဆောင်ခဲ့ပြီးသွားတယ်ဒါပေမဲ့အပြင်မှာပါအဲ့ interview တွေ့ရကြတာအတော်လေးညိတောင်ဝဲမိပါတယ်အဲ့ interview ကြည့်ပြီးတော့တကယ်လေးလေးစားပါတယ်အဲ့ LGBT ညီလေးပေါ့နော်ညီမညီမလေးတွေသူသူ့ရဲ့ဟာလေးတွေသူ့မိဘတွေကထောင်ထဲရောက်သွားခြင်းတော့သူလေးတာဝန်ယူပြီးတော့အဲ့လိုမျိုးဟိုအနစ်နာခံပြီးတော့သူ့ဘဝကိုဟိုရင်းပြီးတော့ဒီမောင်နှမတွေမငတ်ကြီးကိုသူ調査ပေးနေတဲ့အတွက်ကြောင့်တအားကိုလေးစားပါတယ်အာတအားလဲဟို ိုဘယ်လိုပြောရမလဲဝမ်းနေမိပါတယ်နောက်တစ်ခုကအခုတော့ဝိုင်းပြီးတော့ကုညီကြတာတွေ့ပါတယ်အဲ့ဒီကျေးဇူးအဲ့ကုညီပေးတဲ့လူတွေကိုလည်းဒါကျွန်တော်ကလည်းအဲ့ဒီဒီ LGBT ဟိုဟာညီလေးစားကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ဆိုတော့အဲ့ကြောင့်မြေသာကားကလည်းတကယ်တမ်းနဲ့နာခံမောင်နှမရေရဲ့ဟာကိုပဲပြထားတာဖြစ်တဲ့အတွက်ကြောင့်မို့တတိုက်ဆန်ဆန်လေးဆိုတော့အခုကအဲ့လိုဖြစ်နေတာဆိုတော့တကယ်ဒါတူတူကြကြလေးတော့ဖြစ်တာပေါ့ဗျာဟုတ်ဟုတ်ကျွန်တော်အရင်ရင်ပုံနေပါတယ်ဒီကားနဲ့ပတ်သက်ပြီးတော့ အဲကျွန်တော်ကတော့အစွမ်းကုန်စူးစမ်းထားတယ်ရုပ်ပိုင်းဆိုင်ရာကိုအစဆုံးကိုပြောင်းထားတယ်အဲပရိသတ်တွေကျွန်တော်အမြင်တစ်မျိုးလေးနဲ့ထပ်ပြီးမြင်တွေ့ရမှာဖြစ်တော့ကြောင်းဝမ်းလဲဝမ်းသာပါတယ်ဆိုတော့ဒီကားလေးကိုလာကြည့်ပြီးရပရိသတ်တွေရဲ့ feedback စကားလေးတွေကိုလည်းနားထောင်နေပါတယ်ဒါ trailer ကိုကြည့်ပြီး ကျွန်တော်ကိုကြိုက်ကြတဲ့သဘောကြကြပြည်သက်တွေလည်းကျေးဇူးများတင်ပါတယ်ခင်ဗျာဟုတ်အဲကျွန်တော်ကလည်းအများအတန်းဟိုလူဒီအခုကတော့တော့အခုဟို sorry နော်အဲ့တော့အများအတန်းပြောပြောဖြစ်ပါတယ်အရင်ဆိုးဆိုးွားတာကိုတခါကျရင်ကိုယ်ပတ်ကမထွက်ကျင်တဲ့ဇကဇကားတွေပါ ထွက်ထွက်ရတော့လीဆိုတော့အပြင်မှာကျွန်တော်နဲ့တခြားစီဖြစ်နေရဗျာဒီလားဒီ character မှာကျွန်တော်ကတကယ်သာလုံနေရပါမယ်အဲကတ်လို့ပြီးသွားတဲ့အချိန်ကျရင်ကျွန်တော်မူကဝမ်းနေနဲ့ငားလို့ပြောလိုက်ရတယ် ောက်တစ်ခါမှကျွန်တော်အပြင်အကူကျွန်တော်ကိုပေါ်မှာကျွန်တော်စကားကြံ့ကြံ့တစ်ခါမှပြောဘူးအခုချိန်ကြီးဤသက်ဒီရယ်ဒီကျွန်တော်ကိုကြီးညီလေးပဲတုံးတုံးနေရအဲ့ချိန်မှာအာကျွန်တော်ရဲ့ဒီဇာတ်ထဲမှာကျွန်တော်ဒါအဆိုးရတယ်ဟုတ်ကဲ့အမွေးရတာတော်တော်မွေးရတာပြီးတော့သူကဆိုးတယ်ဆိုတာလည်းအဲ့လိုစကားချင်းသိလိမ့်မယ်ဗျာသူတို့ဆိုးတာတမျိုးဆိုးတာဟိုလိုမျိုးဆိုးနေရမဟုတ်ဘူးသူတို့ရဲ့အပြည့်စုံမှုတွေပေါ့မှာအားမရနေအောင်ပေါ့နော်ဆိုတော့အဲ့ကားလေးပေါ့မှာတော်တော်လေးတော့တော်တော်လေးဆိုးရတယ် တော်လေးရိုင်းထားတယ်။ကိုမင်းမြတ်ကတော်လေးရိုင်းထားပါတယ်။ဆိုတော့ဒီကနေတောင်းပန်ကြပါဘူး။ဘေးကချစ်သူလေးကကြောက်အောင်မဆိုးရေလေးကဘေးကချစ်သူလေးကချစ်တဲ့ချစ်သူလေးကကြောက်အောင်မဆိုးရေလေးကအဲ့တော့ကြောက်ပါဦး။ကျွန်တော်ပြင်ပါအေးဆေးပါ။မိကောလာတတ်နေ။အဲသူ ါကိုနေပိုင်ကလည်းကျွန်တော်တို့ပေါ့ကောင်းကောင်းလေးအာဒါအသွင်းသင်ပေးနိုင်ခဲ့တယ်ပေါ့နော်အဲသူဆွဲခေါ်နိုင်ခဲ့တယ်ကျွန်တော်တို့ပေါ့နော်ဆိုအဲ့အတွက်လည်းကိုနေပိုင်ကိုကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့တစ်ဆက်ထဲမှာကျွန်တော်တို့ဒီကားကိုရုံကြီးကြီးအနံပေးရဲ့ရွှေနဒီရွှေကြီးကအာကိုနေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ကျွန်တော်ရုံကြီးစွာအနံပေးရဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်တစ်ဆက်ထဲဟုတ်အဓိကမတူအောင်ပေါ့နော် ဒီဇက်ကြည့်လို့ရှင်သူတော့ကြည့်နေလို့ရှင်ဒါသူကအဖြစ်ပဲမြင်အောင်ပေါ့နော်စီသွင်းဖြစ်မမြင်အောင်တခြား character တွေတိကျဆိုအော်ကျွန်တော်တို့အဲတခါတော့တက္ကသိုလ်ဇလန်းတွဲလှင့်တော့လည်းဒါထုံးဝေ character အနေနဲ့တိကျဆိုတဲ့အချိန်မှာလည်းထုံးဝေလိုမျိုးဒါကြပြဆရာဒါအေးချမ်းချမ်းလေးနဲ့တီတီငင်ငင်လေးအဖြစ်မြင်အောင်လို့ကျွန်တော်ကထုံးဝေဖြစ်အောင်ကြိုးစားခဲ့ပါတယ်ဆိုတော့ခုလဲဒါသူရအဖြစ်ပေါ့နော်သူရအဖြစ်ချိန်မှာလည်းသူရကိုအကောင်းဆုံးတော့ ကျွန်တော်စိတ်ထဲမှာမွေးမြူပြီးတော့အကောင်းဆုံးကြိုးစားနေပါကြိုးစားခဲ့ပါတယ်ဟုတ်ညီစာဆိုတာကဒါသူများတွေအညွန့်တလူတက်ဖို့တော့ကိုကနင်းနာခံရတဲ့ဘဝပေါ့နော်ဆိုတော့ဒီလိုဘဝတွေကိုလည်းကျွန်တော်တို့တတ်သွားတယ်အညွန့်တလူဖြစ်သွားတဲ့ညာတွေကလူတွေကပေါ့နော်ပြန်ပြီးတော့ပြန်ကြည့်ရှုစောင့်ရှောက်သင့်တယ်လို့ပဲကျွန်တော်ကပြောချင်ပါတယ်ခင်ဗျာအများတိုင်းလဲကိုကမိသားအဖြစ်ခံနေပေမဲ့လည်း 嗯，都教。 ဒါအောင်မြင်သွားတယ်ဒါတိုးတက်သွားတယ်ဆိုလို့ရှိရင်ပြန်ပြီးတော့ဒါကိုယ်ရဲ့အထောက်ပံ့ဖြစ်ခဲ့တဲ့သူအပေါ်မှာပြန်ပြီးကျေးဇူးတိတက်တင်တယ်လို့ဒါဒီလူချင်းဝယ်ပဲလို့ကျွန်တော်ကတော့ပြောနေပါတယ်ခင်ဗျာပရိသတ်များအားလုံးကျွန်တော်တို့ဒီမိသားစလန်တွဲကအာ sorry မိသားရုပ်ရှင်စကားကြီးကအိုးအရင်တော့က taste ကိုပြန်ပြီးတော့ခံစားရမယ့်ပုံစံဖြစ်ပါတယ်နောက်ပိုင်းကဒါဟိုကိုမင်းမြတ်ကလည်းတခြားဟို ကားလေးဟာသာကားလေးအဲညာနေရဲ့အချိန်မှာကိုမင်းမြတ်ရဲ့လုံးဝကိုမင်းစပေါ်တော့ drama နဲ့လေးတည်ပါအဲ့လိုမျိုးကိုမှတော့ကိုမင်းမြတ်လည်းအားရှိရှင်းချရတဲ့ကားဖြစ်တယ်ကိုမင်းမြတ်ပရိသတ်တွေကလည်းဒါတဝကြီးကိုမင်းမြတ်ရဲ့ပရိသတ်တွေကိုအဲ့လိုရှင်နေကိုဘယ်လိုရောက်အောင်လုပ်မလဲဆိုတာကိုလည်း ဒါမြင်တွေ့ရမှာဖြစ်ပါတယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ဒါကျွန်တော်ဒါပေါင်နဲ့မအေးမြတ်သူရောဒါငွားလေးတန်တာညီရောညီလေးဖုံးမင်းနေလာရောဒါဥစ္စာမတို့ဟာအများကြီးကြိုးစားထားပါတယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ပြည်သက်တွေလာရောက်အားပေးဖို့အတွက်အာကျွန်တော်ကဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာဆိုတော့ကြိုက်ကြမယ်လို့လည်းပြောလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ